အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CM စတာဇင်ယောဖြစ်ပါတယ်အခုပြောပြမယ့်အစီအစဉ်လေးကတော့ကျွန်တော်ရဲ့နေ့စဉ်စီးသုံးသက်ချက်အစီအစဉ်တွေမဟုတ်ပါဘူးကျွန်တော်ရခင်ပြောခဲ့ဘူးရယ်နောင်များမှာပေါ့ဆိုတဲ့အစီအစဉ်လေးတွေကိုပြန်လည်ထုတ်လုပ်ပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်အဲကျွန်တော်ဒီစကားတခွန်အကြောင်းအရာတစ်ခုကိုချက်ခါချက်ခါမပြောလို့ပါဘူးပြောလို့လည်းမရှိပါဘူး အဲကျွန်တော်နောင်များမှာဘောလို့စကားခံပြီးပြောခဲ့သမျှတွေဒီကျွန်တော်ရဲ့ခြေပိုင်းဖိဖို့စာမျက်နှာတွေမှာပြောပြမှုခဲ့တဲ့စာစုလေးတွေပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့ YouTube ကွန်းနဲ့နေမှာနားမထောင်ရသေးတဲ့ပရိသတ်တွေအတွေ့ကြတော့အစ်စ်ဖြစ်နေပါလိမ့်မယ်။ဒါကြောင့်မလို့ဖတ်ရှိခဲ့မှုတွေပထမစာအုပ်တွေကကျွန်တော်နဲ့လူမိုက်စစ်သားအလွဲများဆိုတဲ့စာအုပ်ထဲမှာပါဝင်ဖော်ပြမှုတွေ စာသူလေး20ရှိပါတယ်။ဆိုပါစာသူလေး20ကို ကျွန်တော်ဖတ်ကြားပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်စီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားနားဆင်လို့သူများကတော့ဒီဟာကိုစကစ်သွားလို့ရပါတယ်။အဲကျွန်တော်ရဲ့နောက်များမှာပေါ့ဆိုတဲ့အစီအစဉ်လေးကိုစိတ်ဝင်စားနေတဲ့ကျွန်တော်ရဲ့မိတ်ဆွေကျွန်တော်ရဲ့ပြည်သက်ကြီးကတော့ခုကနေစပြီးနားထောင်လို့ရပြီဖြစ်တဲ့အကြောင်းသတင်းကောင်း ဖတ်ပါတယ်ခင်ဗျာပထမဆုံးဖတ်ပြမှာတော့ကျွန်တော်ရဲ့နံပါတ်1အပုပ်ပဲဖြစ်တဲ့စစ်ပိုးလို့အမည်ရပါတယ်စစ်ပိုးပိုးကပိုးထဲမှာအပြင်းဆုံးဖြစ်ပါတယ်အဲ့ဒီပိုးကြရင်ဆေးကူကိုမလွယ်ပါဘူးကျွန်တော်တို့ခြေစစ်ဆင်တဲ့အချိန်ခိတ္တအခြေပြုတဲ့ဒေတာတွေဟာခံစားရလေရှိပါတယ် အကောင်လေးအကောင်ငယ်အသီးနုအသီးရဲ့မျိုးတောင်မကြမအောင်ခင်ဗျာကျွန်တော်အရာရှိစဖြစ်လို့ယာခင်းတွေတဲကနေဖြတ်သွားရင်တယောက်တလက်ကြောင်းသားလဲဆိုတာထက်ဆိုးပါတယ်မြုပ်ခင်းပဲခင်းမမန်းခင်းဖြတ်သွားမပြက်လက်နှစ်ဖက်ကိုဘေးထုတ်ပြီးဆွတ်သွားတာတစ်ခင်းလုံးရိုးရံကျဲကျဲပဲကြမ်းပါတယ်ဒီလို operation တွေကို အထူးလက်ကျင့်ထားသလားအောင်းမရမှာပါကျော်ရက်ပြရင်လဲကျက် ဝက်ပေါက်နီးမျိုးစုံနဲ့ကျောပေါ်ကချင်းအောင်နဲ့ရောက်လာတတ်ပါတယ်ပြီးရင်ဘိုးကြီးတို့အဖဖို့ဆိုပြီးခေါင်းစဉ်ကတတ်လာပါသေးတယ်ဒီလိုနဲ့နောက်ဆုံးတစ်ခေါက်မှာတော့အပားဝလာပြီဖြစ်ပါတယ်ကျော်လေးဟာချက်ပြောက်ငက်ပြောက်တန်းရင်ဒကောင်တတောင်းပဲသဆိုင်ရာတက်စိတ်တက်စုတွေရဲ့ရိတ်ခါငွေလေးကနေချက်ပြီးပြန်ပေးလိုက်ပါ ဲ့လိုလုပ်လာတော့နောက်ကျတော့သကောင်သားတွေမလုံရဲတော့ပါဘူးတကယ်တမ်းဆိုရင်စားဥစားပြားတောင်ဂျွာတွေကဒေသခံပြည်သူတွေဟာပုံမှန်အားဖြင့်လာပေးကြပါပြောချင်တာကဒီဝဲသားတွေဟာလက်တွေစိတ်တွေကအချင့်ပါနေတာဖြစ်ပါတယ်နောက်ဘဝရောက်ရင်တောင်အချင့်မပြောက်တော့ပါဘူးတခုရှိပါသေးတယ်ပြည်သူလူထုကဘယ်လောက်ထိကြောက်နေလဲဆိုရင်ဟိုးအရင်ကပေါ့ ဖားကံမဲ့မှာစစ်ကြောင်းနဲ့ရောက်တော့အဖြစ်ပြက်လေးတစ်ခုကြုံခဲ့ဦးပါတယ်။မော်လီရွာရဲထဲမှာစခန်းချရပါတယ်။အဲဒီဖားကံခွင်ထဲကိုကျွန်တော်ပထမဦးဆုံး ရောက်ဖူးတဲ့အခေါက်လည်းဖြစ်ပါတယ်။ကုံကုံပြောရမယ်ဆိုရင်ပထမဆုံးအခေါက်နဲ့နောက်ဆုံးအခေါက်လိုပဲဆိုရမှာဖြစ်ပါတယ်။အဲဒီမှာကျွန်တော်တို့တက်ခွဲရုံညအိမ်မဲ့မော်ရင်လေးမှာညသာသမင်းချက်စားကြပါတယ်။ အင်ရှင်လင်မယားကိုလည်းဒီတညပဲဖြစ်ကြောင်းခြံထဲမှာပဲနေပဲကြောင်းပစ္စည်းအပြောင်းအရအာမခံပြီးတော့နေလိုက်ရပါတယ်အဲ့ဒီချိန်ကစိုက်ပွဲပြင်းထန်နေတဲ့အချိန်ဖြစ်ပါတယ်ကျွန်တော်လည်းနားပြအောင်ခေါင်းချပြီးတော့မအေးရပါဘူးနေမြေတလဲဖြစ်နေတာဆိုတော့ပိုပြီး excited ဖြစ်ပါစိတ်လုံရှားပါတယ်အဲ့ဒါနဲ့ကြောက်တုံးလေးတုံးတုံးကိုဖိုကနောက်ဆိုင်ပြီးဟန်ဝေါ်လေးထဲမှာ ခြေလေးလေးပဲ မတ်ဖွဲ့လေးတွေကိုထည့်ပြီးတော့တောက်ပြီးတော့တညာလုံးမိုးလင်းသွားပါတယ်ထူးခြားတာအေရှင်လင်မယားတဲ့တချို့အဖွဲ့တွေကလည်းကျွန်တော်ကိုကြွက်ကြည့်ကြွက်ကြည့်နဲ့မိမပြိုလေးတွေလည်းပါမယ်ထင်ပါတယ်အော်ကျွန်တော်စိတ်ထဲမှာတော့ကိုများနည်းနည်းချောနေသလားဗောဒီလိုနဲ့မနေ့ကျတော့ဆက်ဖက်မယ်ဆိုတော့သွားဖို့ပြင်ကြပါတယ်အေရှင်လင်မယားမနေ့မိုးလင်းတဲ့အခါကျမှပြုံးပြုံးရွှင်ရွှင်တွေ့ရပါတယ်အဲဒီလိုနဲ့ ပြန်ထွက်ခါနေမှာ ကျွန်တော်ရဲ့တက်ခွဲတက်ကြကြီးတိုးတိုးလေးလာပြီးသတင်းပို့ပါတယ်ကျွန်တော်ဘာလဲဟာဆိုပြီးတော့ကူပဲချက်ချင်းတင်းသွားပါတယ်အဲ့ဒါနဲ့စစ်တီတွေရဲ့ကျောပိုးကြီးပေါ့ဗျာကျောပိုးကြီးလည်းပါတယ်ချင်းညာတော်နေများပါတယ်ချင်းညာတော်နေကျောပိုးကြီးတွေကိုကျွန်တော်အကုန်လာပုံခိုင်းလိုက်ပါတယ်ကျောမကောင်းလို့ဗျာတော်တော်များများကကျွန်တော်တို့တည်ရမယ်စစ်ပစ္စည်းတွေအစားကြောက်ခဲတွေထည့်ထားကြတယ် ကျွန်တော်ချက်ချင်းတောက်ခွက်တစ်ခွက်လုံးတန်းစီပါတယ်ကိုယ့်ရဲ့စစ်ပစ္စည်းတွေပြီးရင်ခရံဘုံကြီးတွေတေချာစစ်ပြီးတော့ပြန်ထည့်ပြန်ပြင်ခိုင်းပါတယ်ကြောက်ခဲ့ရအောင်ပြန်ခိုင်းပဲပါလို့ပြောတော့ကျွန်တော်စက်ပြစ်ချင်တော့တဲ့ပုံစံမျိုးနဲ့တောင်ကြည့်ပါတယ်အရှင်နေမြရတယ်ယူသွားပါစေဘူးကြီးရဲ့အဲ့ဒါတွေကအဖို့မတန်ပါဘူးရဲ့ ညာတဲ့ဘူကြီးကိုမိဖို့လှုပ်ထားတယ်အတုံတုံတုံထားခဲ့ရပါပြီတဲ့ဟောဗျာသဘောပေါက်ပြီအဲ့ကြကမှကျွန်တော်အားလုံးကိုခြုံငုံပြီးသဘောပေါက်ပါအဲ့ဒါကြောင့်ညာကျွန်တော်အိရှင်လင်မယားနဲ့ဘေးပတ်ဝန်းကျင်အဖွဲ့တွေကပြန်ပြီးကင်းကြံစောင့်နေကြတာဖြစ်ပါတယ်အားလုံးကကျွန်တော်ကိုပြန်ကြည့်နေပါတယ်ကျွန်တော်ဒီလဲမသိနားလဲမလဲလို့ပါဒါပေမဲ့လည်းမတတ်နိုင်ပါဘူးအားလုံးပြန်ထားခိုင်းလိုက်ပါ ဒီလိုဝေကြီးတယ်ဒီလိုအလေးချိန်နေတယ်ကျွန်တော်တို့ချင်းညာအောင်ရင်းနဲ့ဘလို့လမ်းလျှောက်မလဲဗျာအဲ့ဒါနဲ့စစ်တီတွေကပြောပါတယ်ဟိုဘက်ဘုံမှုတို့တက်ခွဲဟာတဲ့ကားစီးမှာတဲ့သူတို့လို့လုံပေါ်တယ်ဗျာအဲ့လိုလာပါသေးတယ်ဒါအောင်မီးတိုက်တာလို့ခေါ်တယ်ကျွန်တော်လဲဟာဒီလောက်သတင်းတွေပေါ်နေကြဗျာလို့ကားကဘယ်လိုလုပ်စီးလို့ရမှာလဲလို့ကားစီးတာနဲ့ကျွန်တော်တို့မာလကီရမယ်ပေါ့နော်ပြောပါတယ်ကျောက်တော့နေအားလုံးထားခဲ့လို့ကျွန်တော်စီစဉ်ပေးပြီးသား ပေါ်ပါပါဖြစ်အောင်ဝိတ်လျှော့ထားတယ်ပေါ့နော်ဝိတ်လျှော့ပြီးတော့ကျွန်တော်တို့ပေါ်ပေါ်ပါပါသွားမယ်လို့ပြောတဲ့အချိန်မှာမျက်နှာတွေအားလုံးကစူပုတ်နေကြပါတယ်ဒါပေမဲ့အိရှင်ကဘာမှတန်ခြင်းမရှိပါဘူးလို့ပြောတော့သူတို့မှတည်သွားရဟုကလည်းအောင်းတက်တက်ဖြစ်နေပါတယ်ဒီလိုနဲ့ကျွန်တော်တို့တက်ခွဲဟာဖြည်းဖြည်းချင်းဖြည်းဖြည်းချင်း စိတ်မပါသွားနဲ့လေးလေးကံကံထွက်လာခဲ့ကြပါတယ်ကျွန်တော်တို့လည်းတချောင်းလည်းပဲနောက်ကနေကားနဲ့ထွက်လာတဲ့ ကျွန်တော်လည်းအပတ်စဉ်7ဘက်ရှင်တော့ကြီးပါတယ်အဲ့ဒီတက်ခွဲမှုဦးစီးတဲ့တက်ခွဲရှင်ကခြုံကိုတက်ခိုက်ခံရပါတယ်တက်ခွဲမှုဦးစီးပြီးတော့လေးယောက်လုံးကြပါတယ်အဘိဒီနဲ့အတူတစ်လက်နဲ့ပါပေါင်းမယ်ဆိုရင်လေးယောက်6လက်ပါသွားတဲ့ဖြစ်စဉ်ဖြစ်ပါတယ်အဲ့ဒီချိန်တော့ခစ်စားနေတယ်လို့ပေါ့နော်တက်ခွဲမှုရဲ့ဖုံးကပါပြန်ကချင်လွမြောက်ရေးတက်မတော့ဘက်ကအဖွဲ့တွေကသူမျိုးသမီးရဲ့ဖုန်းနံပါတ်ကိုဖုန်းဆက်ပြီးလမ်းပြောလိုက်လို့ ။အဲသူ့ရဲ့မျိုးသမီးတောင်မှပဲနေလဲပြီးတော့နှာနှက်သွားရတယ်လို့ကျွန်တော်တို့ကြားပါတယ်။အဲအဲ့ဒီတရင်ကိုကြားတော့မှကျွန်တော်တို့ရဲ့ဒီတက်ခွဲရလူတွေကလည်းကျွန်တော်ကိုအမြင်ကြည့်သွားပါတယ်။ကျွန်တော်တို့လည်းကားစီးခဲ့မယ်ဆိုရင်ဒီလိုသာဖြစ်မှာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်လေးကိုတရားမိလို့အဲ့တုန်းကကျွန်တော်စာစုလေးဖြစ် စာရင်းမိတာဖြစ်ပါတယ်။အခုတော့စစ်ဘိုးကမြို့ပေါ်ကြီးလက် နေရာမကျန်စနိုင်ငံလုံးကိုပြန့်နှံ့ရောက်ရှိနေကြပြီဆိုတော့အားလုံးပဲမျက်ဝါးထင်ထင်ဖြစ်ပါလိမ့်မယ်စာကျွေးနေနဲ့ပြည်သူကကျွေးပြည်သူကမွေးပြည်သူကာဝယ်စောင့်ရှောက်ပဲဆိုပြီးလှုပ်ရှင်တာတွေလှုပ်နေကြတဲ့ခေါင်းကြီးတို့အဖွဲ့လဲရင်လဲတပတ်ပြည့်အောင်လဲကြပါကွယ်အခုတော့လဲနေသလားဆိုတော့လဲနေပါတယ်เจ้าမြန်ကြီးဖြစ်နေတာကိုတွေ့ရပါတယ် ဲကျွန်တော်ရစာသူလေးကတော့အဲ့ဒီမှာနေအဆုံးသတ်သွားပြီဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီတော့ကငယ်သေးတဲ့အချိန်ပေါ့နော်လွန်ခဲ့တဲ့၄နှစ်ကျော်လောက်ကရေးထားတဲ့စာသူလေးတွေဖြစ်တော့ကလောင်သွေးကသာလက်ရလေးပဲဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်တော့မှပဲဖတ်လို့အားမရပါဘူးဒီကြောင်းနေလဲတချို့ဟာမှာတချို့ကျွန်တော်ရစာသူတွေမှာအစိပ်ပိုင်းတစ်ခုအနေနဲ့ပြန်လဲရေးတာပြီးဖြစ်ပါတယ် မသိရှိရသေးသူတွေအဖို့ကတော့အသိဖြစ်ပါလိမ့်မယ်ယခုကမှလည်းဖားကန်တကြောမှာတိုက်ပွဲပြင်းထန်လျက်ပဲရှိပါတယ်ဒါကြောင့်ကျွန်တော်ရဲ့စီရင်တဲ့သုံးသက်ချက်တွေမှာလည်းဖားကန်နဲ့ပတ်သက်တဲ့စီရင်ခြေအနေတွေကိုထပ်မံဖြည့်ဆွက်ပြီးတော့တင်ပြပေးသွားမှာဖြစ်တဲ့အကြောင်းတင်ဆက်လိုက်ရပါတယ်မိတို့ရဲ့ဖြစ်နေစေကောင်းမှု ကျွန်တော်တို့ဒီဆက်လက်တိုက်ပွဲဝင်နေအောင်မှာဖြစ်ပါတယ်တိုက်ပွဲကြည့်ရင် 啊喂，气过去一点。